တရုတ်ဟာဂျပန်ရဲ့စစ်ရေးအရာချင်းချောက်ချင်းကိုခံခဲ့ရပါတယ်လို့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးကဆွဆဲပြောကြားခဲ့ပါတယ်။ဂျာမနီနိုင်ငံသားရဲ့ဝန်ကြီးနဲ့ဒီဇင်ဘာလ10ရက်နေ့ကဗေကျင်းမြို့မှာတွေ့ဆုံချိန်မှာဝန်ကြီးကအခုလိုပြောဆိုခဲ့တာပါ။ဂျပန်စီကစစ်ရေးအရာချင်းချောက်မှုမျိုးဆိုတာတရုတ်အနေနဲ့ဘလို့မှလက်ခံနိုင်စရာမရှိတဲ့ကိစ္စလို့လည်းဝန်ကြီးကဆိုပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကုံကဂျပန်တပ်လေယာဉ်တွေကိုတရုတ်တပ်လေယာဉ်တွေကပြင်းမှတ်ရှာရေဒါနဲ့ချိန်ရွယ်ရတဲ့ဖြစ်စဉ်အပြီးမှာ ဝန်ကအခုလိုဆဆွဲခဲ့တာပါတရုတ်တက်လျင်တွေရဲ့လောက်ရဟာအလွန်အန္တရာယ်များပြီးအစင်ချင်းကင်းမဲ့ကြောင်းဂျပန်ကရှုတ်ချခဲ့ပါတယ်ဒါပေမဲ့တရုတ်ကတော့တရုတ်ရစ်တက်လှူရှားနေတဲ့နေရာကိုဂျပန်တက်လျင်တွေကချင်းကပ်ခဲ့ခြင်းသာဖြစ်တယ်လို့တုံ့ပြန်ထားပြီးရေဒါနဲ့ချင်းရွယ်တယ်ဆိုတာကလည်းရန်လိုတဲ့အသေးပဲမဟုတ်ပဲလုံထုံးလုံနည်းအရာလိုအပ်တဲ့ရှောက်ဖွေမှတ်သားမှုတွေကိုလုပ်ခဲ့ချင်းတာဖြစ်တယ်လို့တုတ်ပြန်ဖြေရှင်းထားပါတယ်။နောက်တော့ဘေကျင်းမှာဂျာမနီနိုင်ငံသားရဲ့ဝန်ကြီးနဲ့တွေ့ဆုံတဲ့အခါမှာ ဝမ်ကဂျပန်ကသာတကယ်တမ်းစစ်ရေးအရချင်းချောက်တဲ့နိုင်ငံဖြစ်ပါတယ်လို့ဆက်ဆွဲခဲ့ပါတယ်ရှင်။